ြည့်မယ်ဆိုတဖြည်းဖြည်းကြီးလာပြီးတော့မတ်တိုင်လေးများစွာကြော်ပြီး နောက်ဆုံးမှာဒုဗဝဟာအဆုံးသတ်ကြမှာဖြစ်တယ်ဆိုတဲ့မမြဲတဲ့သဘောသာဝရပြောင်းလဲနေတဲ့သဘောတွေကိုစဉ်းကျင်စဉ်းစားပြီးကိုယ်စိတ်ကပတ်ဝန်းကျင်နဲ့အာယုန်ဤဘုံမှာမတွေ့တအောင်ကြိုးစားရမှာဖြစ်တယ်မတွေ့တအောင်ကြိုးစားနိုင်ပြီဆိုတဲ့အခါမှာတောကလို့ဆိုတဲ့ယင်းတွေကဆိုရင်တောကတွေမဖြစ်တော့ အဲ့ဒီလိုမဖြစ်တော့မှစိတ်နှလုံးအေးချမ်းစွာနေနိုင်မှဖြစ်တယ်။ဒါကြောင့်ကုသိုလ်တရားတွေမှာမျက်စုံကုသိုလ်ဖြစ်တဲ့အနိစ္စတင်ညာလို့ဆိုတဲ့ဝိပဿနာကုသိုလ်ထိုးတွေတံမိုးထားပြီးနောက်ဆုံးအနေနဲ့ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီမှတ်သားတတိကြီးစွာထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း။